ကျူသာတော့မကောင်းတာပေါ့နော်။ဟုတ်လို့ဆိုကျွန်တော်တို့ကအကျန်းလေးကိုဘုံပေးတယ်လေ။ဘုံပေးတယ်ဆိုသူ့ပေါ်ပါတယ်ကျွန်တော်တို့လိုက်မိဘူးကျွန်တော်လောက်တယ်ကျွန်တော်ကပြောရမယ်ဆိုရင်ခဏကြီးနဲ့စိတ်နေကသာရှင်း။ဟုတ်ကဲ့။နောက်ကျွန်တော်တို့စကြရပြောခဲ့သလိုပဲကျွန်တော်တို့ကိုဘက်တဖန်ဒီဒီကကျွန်တော်တို့ကစားတဲ့ကောင်းသွားတယ်ဟုတ်ကဲ့။ဒါကတော့မဟုတ်ဘူးတဲ့။ဒီဝဲရလာတော့နိုင်ရမှာပေါ့နော်။နည်းနည်းလေးစိတ်တဲ့ဘီယိုဘယ်ဖြစ်သွားလဲ။ ကိုပေးလိုက်ရအတင်းရလဲစိတ်ကဲကောင်းတော့ရလဲတေကြအောင်တော့ကစားနိုင်ရအတင်းကိုကောင်းလို့ပေါ့အတင်းကိုလည်းကျေးဇူးတင်ပါတယ်ဒီအားဖြင့် feeling ကတော့ပြိတ္တတွေလာပြီးတော့အရန်တော့ကျင်တဲ့ကျင်တဲ့ဆရာပြောအဲမဲ့လေကျွန်တော်တို့ကဒီပွဲကိုအနိုင်ညင်လာဆိုတော့ပြိတ္တ pressure အဲ့လိုဒီမရှိပဲနဲ့ကျွန်တော်တို့ကွင်းထဲမှာပဲတေချာအောင်စိုက်ပြီးတော့အနိုင်ရအောင်ကစားကျွန်တော်ချစ်ဒီပွဲ over လို့ ပြောပါတယ်အဲကျွန်တော်ပြောသလိုပြည်သူတွေပြောတဲ့အတွက်ပို့ပြီးတော့တန်ဖိုးရှိရလို့ဆိုတော့နော်ဒီကျွန်တော်နှစ်20ကြာမှအောင်တဲ့အတွက်ကလေးတွေကိုလည်းကျွန်တော်ကစားသမားတွေလည်းကျွန်တော်ဒီပြအခွက်တွေကိုလည်းကျွန်တော်ရဲ့ဆရာသမားတွေကျွန်တော်ရဲ့အကူတွေကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်အာဒါတော့စပြီးတော့ပြင်ဆင်နေတဲ့ဒီပွဲကိုခြေစွဲအောင်မြောင်စူးစမ်းဖို့အတွက်စပြင်ဆင်ခဲ့ရဆိုတော့ခုတော့အောင်မြင်တဲ့အတွက်ရန်ကုန်ပြည်မှာတင်းသားတွေကောင်းလို့ပေါ့ဒီက ပြောပါရဲဆိုတော့ကျွန်တော်တို့ကဘယ်ပြောမလဲကျွန်တော်တို့အဖွဲ့တွေကျွန်တော်ကလေးတွေကိုကျွန်တော်တူတင်ထားတာစိတ်ကောင်းထားဖို့နော်စိတ်ကောင်းထားဖို့တင်ထားတဲ့အတွက်ကျွန်တော်တို့ကစိတ်ကောင်းအမြင်နဲ့ပဲကျွန်တော်တို့ကဟွာလို့ပါအသိပြီးတော့ဒါကြီးကကျွန်တော်တို့ရဲ့တိုက်ကတ်မင်းတူတယ်အောင်နေဆိုတာဒါကျွန်တော်တို့တိုက်ကတ်ကဆမ်ဒီဂိုကတ်ဆမ်ဒီဂိုကတ်တော့ဘူးလေကျွန်တော်တို့တိုက်ကတ်အတင်းကနိုင်ရမှာရောအဓိကအဓိကကျွန်တော်တို့စပြီးတော့ဟွာလို့တဲ့အတင်းတွေကိုနိုင်အောင်ကစားမယ်ဆိုရဲ့ စိတ်တဲ့အပြည့်ရှိအတင်းသားတွေကလည်းနိုင်အောင်နိုင်ရမယ်ဆိုရင်စိတ်တဲ့အပြည့်ရှိအဲကြောင့်ဒီဘွဲရလဲနည်းနည်းတော့မကျင်းတတ်ဘူး